မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သားမြို့စီးပွားရေးဘန်မာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘန်ကာဂိတ်ကိုလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခတ်ရာရဲတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ18ရက်နေ့မိုးလယ်2နာရီခွဲအချိန်ကမှတောင်သာမြို့နိုင်စင်အနီးစီးပွားရေးဗန်ဆောင်နေတဲ့စစ်တပ် gate ကိုတော်လိုင်းတပ်ဖွဲ့များကလက်ပြဘုံနဲ့ပြင်းတွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာရဲခွေတအုပ်တေဆုံးပြီးတော့နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချင်းရဲမြေကျောင်းအတိုင်းတက်လာတဲ့အကြမ်းဖက်စစ်သည်မောအုပ်စုကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့သင်းမောတစီမီးလောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ16ရက်နေ့မှာချင်းရဲမြေကြောင်းအတိုင်းဆန်တက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်သည်ဘောအုပ်စုကိုတော်လိုင်းတပ်ဖွဲ့များကမြေကြောင်းတနေရာမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးများထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်သည်ဘောတစ်စီးလဲမီးလောင်သွားတယ်လို့သိရပါဗျ။ချင်းရဲမြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်ခွေးသည်ဘောအုပ်စုကိုကျွန်တော်တို့ချင်းရဲຫນွေဦးတော်လိုင်းအင်အားစု CSIF နဲ့မဟာမိတ်ညီနောင်တွေကလက်တွဲပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ကြဆုံးမှုများနိုင်တဲ့အရေးအတွက်တော့မသိရသေးဘူးလို့ချင်းတွင်းຫນွေဦးတော်လိုင်းရဲ့အင်အားစု CSIAF ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရဲ့ရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ Federal Democracy ပေါ်ဆောင်ရေးလုပ်ငန်းစဉ်များအတွက်ပြည်သူများရဲ့ကုညီပံ့ပိုးမှုများစွာလိုအပ်လျက်ရှိပြီးတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကုညီပံ့ပိုးပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့ຫນွေဦးတော်လှန်ရေးအင်အားစု CSIAF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းအရာတော်မြို့နယ်ငွေတွင်းပြူစောတိရွာမှာရှိတဲ့အကြပ်ဖက်စစ်ခွေးတိုက်ရဲ့ကာကင်းစခန်းနှစ်ခုကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့မှာအရာတော်မြို့နယ်ငွေတွင်းပြူစောတိရွာမှာရှိတဲ့အကြပ်ဖက်စစ်ခွေးတိုက်ရဲ့ကာကင်းစခန်းနှစ်ခုကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်စီးနှင်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာပြူစောတိတအုပ်တွေဆုံးကပြူစောတိ9ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ တော်လိုင်းတပ်ဖွဲ့ဘက်ကလည်းရဲဘော်တအူတိုက်မိုင်းနင်းမိပြီးတော့မစိုးရင်ကဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်၎င်းထိပ်တွေ့တိုက်ပွဲဟာ9နိုင်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့အရာတော်လေးကျင်ရေး30ကစစ်ခွေးများကလည်းဟာဝေဇာလက်နက်ကြီး၄လုံးနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကငွေတွင်းပြူစောထိရွာအနီးမှာထောင်ထားတဲ့နေမိုင်း၃လုံးကိုလည်းဖော်ယူသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ် ငွေတွင်ပြူစောတိရွာခေါင်းဆောင်ကြော်ဆွေလဲပြည်သူနဲ့အတူပူးပေါင်းပြီးတော့အောက်လက်ငယ်သားများလဲအတူပူးပေါင်းမှုဖိတ်ခေါ်ခြင်းပါတယ်တိုက်ခိုက်မှုအတွင်းမှာပြူစောတိတကောင်တေဆုံးပြီးတော့ပြူစောတိငါးကောင်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ငွေတွင် Revolution Force အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခဲအမှတ်27တိုက်ရင်တိုက်ရင်16တိုက်နယ်930မုံရွာခဲပောက်ကဖအထူးတိုက်ခိုက်ရေးအဖွဲ့ Danger Force တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်းစီကပြုတ်လုံးမဲ့ရွေးကောက်ပွဲမှာပြည်သူများမဲပေးကြရေးအတွာကြံဖို့ပါတီကဥဆောင်စီယုံလှုပ်ရှားကြရန်ကြံဖို့ပါတီဥက္ကဋ္ဌခင်ရီကအမိန့်ပေးညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနိုင်ငံလုံးမှာရှိတဲ့ကြံဖို့ပါတီဝင်များအနေနဲ့ ်အခုနှစ်ကုန်ပိုင်းစစ်ခွေးတပ်ကဥဆောင်ပြီးတော့ပြုတ်လုံမယ်ရွေးကောက်ပွဲမှာပြည်သူများလဲနေလေအောင်မြင်းဆောင်မကြံထွက်ပြီးတော့မဲပေးကြရေးအတွက်စီယုံလှုပ်ရှားကြရန်ကြပ်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပါတီဝင်များကိုအမိန့်ပေးညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်လာမယ့်ရွေးကောက်ပွဲမှာမဲပေးဖို့ပြည်သူတွေကိုစီယုံလှုပ်ရှားကြဖို့ပါတီဥက္ကဋ္ဌကြီးကညွှန်ကြားထားပါတယ် မဲပေးဖို့ဆိုတာပြည်ခိုင်ဖြိုးကိုမဲပေးခိုင်းတာမဟုတ်ပါဘူးကိုကြိုက်တဲ့ပါတီဘဲပါတီကိုမဆိုဘဲကိုစလဲကိုမဆိုပြည်သူတွေမဲထွက်ပေးကြဖို့စီယုံခိုင်းတာပါလို့ရန်ကုန်တိုင်းကြမ်းဖို့ပါတီကသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါပေမဲ့လက်ရှိနိုင်ငံရေးအခြေအနေများအရာရဲချင်းများမှာပြည်သူများကိုရွေးကောက်ပွဲမှာမဲပေးကြရေးအတွက်စီယုံလှုပ်ရှားရန်ဟာလုံခြုံရေးစိုးရိမ်ရတဲ့အတွက်ကြဲကြဲပြန့်ပြန့်မလှုပ်ဆောင်နိုင်ပဲကျန်းဖို့ပါတီအတိုင်းဝိုင်းအတွင်းမှာသာစီယုံလှုပ်ရှားနိုင်တယ်လို့၎င်းကပြောဆိုထားပါတယ် ်လက်တလောကျန့်ဖို့ပါတီအတွင်းကိုလူငယ်များအပါအဝင်ပြည်သူထောင်ထဲချီပြီးတော့ဝင်ရောက်နေတယ်လို့သိရပါဗျ။မြေပြင်မှာရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကကျန့်ဖို့ပါတီတွေကိုဝင်ရောက်ရန်ဖိအားပေးခြင်းများဟာသက်ဆိုင်ရာရက်ကြီးပါတီအဖွဲ့ဝင်များရဲ့စာနာအရသာဖြစ်ပြီးတော့ပါတီကဖိအားပေးစိတ်ခိုင်းခြင်းမရှိဘူးလို့၎င်းကပြောဆိုထားပါဗျ။ကျန့်ဖို့ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရမှာစနစ်နှံမျိုးနဲ့ရွေးချယ်သွားရန်ရှိတယ်လို့ပြောပါတယ် ရက်ကျင်းတဲ့မြို့နယ်ကိုအခြေခံပြီးတော့တက်လာတဲ့ကိုဇလဲလောင်းကိုဘဟိုကအကဲဖြတ်ရွေးချယ်တဲ့စနစ်နဲ့ကိုဇလဲလောင်းများရွေးချယ်သွားမှာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်ကိုဇလဲလောင်းကအောက်ခြေကနေရွေးမဲ့ bottom up စနစ်နဲ့ပဲသွားမယ်လို့သိရတယ် top down မလုပ်ဘူးသို့တော်လဲ bottom up နဲ့တက်လာတဲ့ကိုဇလဲလောင်းကအရေးချင်းမီမမီဆိုတာကိုတော့ဘဟိုကဆုံးဖြတ်မယ်အရေးချင်းမပြီဘူးလို့ဆုံးဖြတ်ရင်တော့ဘဟိုကချပီးတဲ့ကိုဇလဲလောင်းရောက်လာမယ်လို့ချက်ဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ချက်ဖို့ပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုက်အတာနဲ့ကျဲပါမယ်။မဲဆန္ဒနေတိုင်းမှာဝင်ရောက်ရှင်းပြိုင်မယ်လို့သိရှိထားကြောင်းရန်ကုန်တိုင်းကြမ်းဖို့ပါတီရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါရယ်။စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အချမ်းဖတ်စစ်တပ်က NLD ပါတီအပြတ်သက်အနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲကိုပယ်ချက်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းနမောင်းမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ18ရက်နေ့မှာနတ်မောင်မြို့နယ်ကမ်းပြိုကျေးရွာနယ်ကွင်းကြီးကျေးရွာကြားမှာရှိတဲ့ဘူးတောင်နဲ့ဘတောင်အနီးမှာအင်အား150ခန်းနဲ့စစ်ကြောင်းထိုးနေတဲ့စစ်ခွေးရဲခွေးနဲ့ပြူခွေးပူးပေါင်းထားတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့က60မမ40မမလက်နက်ကြီးများလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အချမ်းဘတ်စစ်ခွေးစစ်ကြောင်းဟာတမုံကုန်းကျေးရွာအတွင်းကိုဝင်ရောက်သွားပြီးတော့ညအိတ်တပ်ဆွဲခဲ့တယ်လို့သိရပါတယ်။ မနေ့ကဇူလိုင်လ17ရက်နေ့မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကတမုံကုန်းကြီးကျေးရွာကနေထွက်လာတဲ့အချိန်တမုံကုန်းကြီးကျေးရွာနဲ့ကလရှင်ကျေးရွာကြားအရောက်မှာတော်လိုင်းရဲဘော်များကလက်နက်ကြီးလက်နက်ငယ်များနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်ကအထိနာပြီးတော့ကလရှင်ကျေးရွာဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ရွာမုံတက်ရဲဆိုင်ကောင်းစခန်းရဲကပ္ပဆဆက်ခွန်ရဲပေါင်းပြီးတော့ရွာမုံကနေထွက်လာတဲ့စစ်ကြောင်းမှာထွက်လာတာကဇူလိုင်လ18ရက်နေ့ကတည်းကထွက်လာတာပါ။မနေ့ကမနေ့ပိုင်းကဒီနေ့အထိပဲလိုက်လံတိုက်ခိုက်နေတာပါ။ အခုအချိန်ထိတော့ပြန်မဆုတ်သေးလို့ကျွန်တော်တို့လည်းရွှေတန်းစခန်းတန်နီယာမှာပဲရှိသေးတယ်။စစ်ခွေးအင်အားကရမ်းများတော့ရင်းဆိုင်တိုက်ပွဲတော့လုံနိုင်ခြင်းမရှိသေးဘူး။အင်အားပြုံးပြီးရေးနဲ့၆လံရေးအတွက်ပဲလှုပ်ဆောင်နေရတယ်။စစ်ခွေးတေဆုံထိခိုက်မှုကတော့မသိရသေးဘူးလို့ငပြေမပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတိုက်ခတ်မှုကိုတရက်ခရိုင်အမှတ်၃ငပြေမတက်ရင်နတ်မောက်ဘက်ကဖနဲ့ဒေါင်းစစ်တီပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကုတန်ညောင်လေးပင် KI မှာရှိတဲ့စစ်ဆောင်ပြည်သူများနေထိုင်တဲ့နေရာများကိုအကြမ်းဖက်စစ်ခွေးတပ်က drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတော့လမ်းသွားလမ်းလာပြည်သူ၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့မှာလေဝိုင်းကြီးကျေးရွာမှာရှိတဲ့စစ်ဆောင်ပြည်သူတွေနေထိုင်တဲ့နေရာများကိုအကြမ်းဖက်စစ်ခွေးတပ်က drone နဲ့လက်နက်ကြီးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ17ရက်နေ့မှာလည်းကြောက်တကားမျိုးကအကြမ်းဖက်စစ်ခွေးတပ်က drone နဲ့ ခွဲတလဲကြီးရွာကိုလက်နက်ကြီး၃လုံးနဲ့ခိုးလုံးကြီးရွာနောက်ဘက်ချမ်းကိုလက်နက်ကြီး၃လုံးစုစုပေါင်း၄လုံးပစ်ခတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနေ့မှာပိန်းစလုတ်အခြေစားခလာရ164ကစစ်ခွေးများကနွားရီချောင်းကြီးရွာရဲ့အရှိတ်လက်ခွင်းမြေနယ်ကို120မမလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တယ်လို့သိရပါဗါးဇွန်လ23ရက်နေ့မှာလဲခလာရ164ကဟာဝဇာလက်နက်ကြီးများနဲ့ဖျားငုတ်တို့ကြီးရွာလက်ခွင်းမြေကို၃လုံး ငဖဲအင်းကြီးရွာလေခွင်းမြေကိုတစ်လုံးဒူရန်ကြီးရွာကိုနှစ်လုံးစုစုပေါင်း6လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ4ရက်နေ့မှာလေတုံမြို့နယ်အင်းနဲ့ကြီးရွာကညောင်လေးပင်ကနေဈေးကိုကုန်တင်သွားတဲ့အသက်35နှစ်အရွယ်နိုင်လင်းထုံးခေါ်ချက်ကလားနဲ့အသက်53နှစ်အရွယ်ဦးဆန်းလွင်တို့ကိုအကြမ်းဖက်စစ်ခွေးများကဖမ်းဆီးသွားပြီးတော့လက်ရှိအချိန်ထိမိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးဘူးလို့သိရပါဗျ။ဒါအပြင်ဇွန်လ12ရက်နေ့မှာစောတိမြို့နယ် ဘိုးပိုက်ဆန်ကြေးရွာကအသက်30နှစ်အရွယ်စောအောင်မြင့်လေးဟာညောင်လေးပင်ကိုဈေးသွားဝယ်ရင်းနဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ညောင်လေးပင်အခြေဆိုင်တိုက်ရင်ခမရ20ကတက်တူ၍တံတားမှာဖမ်းဆီးသွားပြီးတော့လက်ရှိအချိန်ထိပြန်မလွတ်ပေးသေးဘူးလို့ပြောပါတယ်အလားတူပဲမန္တလေးတိုင်းမြင်းညာမြို့နယ်မှာရှိတဲ့ဖက်ပင်အိုင်ရွာဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော်ပတာ3စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့တောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူက သတင်းပေးဖို့ပြောကြားလာပါတယ်။မနေ့ကဇွန်လ16ရက်နေ့ညနေ4နာရီခန့်မှာမြင်းညာမြို့နယ်ဖတ်ပင်အိုင်ရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကဂျိုင်ရိုကော်ပတာ3စီးနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကျောင်းဆောင်များပျက်စီးပြီးတန်းကားတော်တစ်ပါးပြင်းထန်စွာဒဏ်ရာရရှိကပြည်သူတအုပ်မစိုးရိမ်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်နယ်သခိုင်းမြို့နယ်တို့ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်ဗုဒ္ဓအပတ်စဉ်ဆက်နှစ်ကတပ်သားတဲ့6ဦးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ23ရက်နေ့မှာဆက်လင်းမြို့နယ်ဆက်လင်းမြို့နယ်အခြေစားခလာရ253254နဲ့နှင်းငါးငါးတက်ရင်ကစစ်ဗိုလ်တပ်တပ်သားတဲ့6ဦးဟာလက်နက်များယူဆောင်လာခြင်းမရှိဘဲတောင်းစစ်အောင် local PDF အပါအဝင်ညီနောင်မဟာမိတ်၃ဘက်ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်လာသူများထဲမှာနေပြည်တော်လေဝင်းမြို့က2ဦးနဲ့သခိုင်းမြို့နယ်က4ဦးဖြစ်ပြီးတော့စစ်ဗိုလ်တပ်တပ်သားတဲ့6ဦးစလုံးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။သူတို့ကနောက်တန်းမှာနေရတာဆိုတော့လက်နက်ခဲယမ်းကိုပေးမထားဘူး။ ေးမကင်ဘူးလို့သိရတယ်ကျွန်တော်တို့ဒေါင်းဆက်အောင် local pdf အဖွဲအပါဝင်ကျွန်တော်တို့ရဲ့ညီနောင်မဟာမိတ်၃ဘွဲ့ကိုအဓိကတိုက်ရိုက်ချိတ်ဆက်ပြီးတော့ဝင်လာတာပါစစ်မှုထမ်းတင်တဲ့အပတ်စဉ်ကတော့ဆက်နှစ်ပါအချိန်ထဲမှာပဲ6ဦးစလုံးထွက်ပြေးလာတာပါသူတို့ကတော့စစ်မှုထမ်းတင်တန်းကို6ဦးစလုံးကဘာထူးတင်တန်းကြောင်းဆင်းနေပါ2ယောက်ကတော့လေဝေးဘက်ကပါကျန်တဲ့4ဦးကတော့သခိုင်းဘက်ကပါသူတို့တွေအကုန်လုံးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ထွက်ဆိုထားပါတယ်လို့ဒေါင်းစစ်အောင် LPDF ကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့6ဦးစလုံးကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့ထမှန်ပြီးတော့အလင်းဝင်ရောက်လာသူများကိုလည်းဆက်လက်ပြီးတော့ကြိုးစုံနေတယ်လို့ဒေါင်းစိတ်အောင် LPDF ကအသိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချက်ပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ